ဒီဗူပီရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့မိုးပြင်းရှည်ရန်စစ်မျက်နှာပြင်မှာကြဆုံခဲ့ရတဲ့အမှတ်105တပ်ရင်းနေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ထဏောင်းစစ်ကြောင်းတပ်ခွဲတစ်ကဒုတက်ခွဲမှုရဲဘော်ငတိရဲ့ဇာပနာအခန်းအနားကိုမတ်လ24ရက်နေ့ကပြုလုပ်ပေးခဲ့တယ်လို့တပ်ရင်းကထုတ်ပြန်ပါတယ်။ ပဲဂိုးတိုင်းတောင်ကုန်းမြို့နယ်မှာမတ်လ22ရက်မနက်9နာရီဝန်းကျင်ကဆိုင်ကယ်စီးလာတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုတောင်ကုန်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ကပြစ်ခတ်ခဲ့တဲ့အတွက်ဒူရဲအုပ်သေးဆုံးခဲ့တယ်လို့တောင်ကုန်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေစီကနေသိရပါဗျ။ AR တိုင်းကျုံပြောနောက်ဖက်မှာရှိတဲ့စောပြာကြီးရွာအနီးမှာရခိုင်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့အရာရှိအလောင်းအပိုင်းအစတွေကိုတည်ယူပြီးတော့ကျုံပြောမျိုးမှာမိတကြိုခဲ့တယ်လို့ကျုံပြောမျိုးကန်တွေကပြောပါတယ်။ ပဲဂိုးတိုင်းအုတ်တွင်းမြို့နယ်ကထန်းကုန်းကြီးရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးအပြင် drone နဲ့ပါဘုံကျဲခဲ့လို့ဒေသခံပြည်သူတယောက်သေဆုံးပြီးလူနေအိမ်တွေလည်းမီးလောင်ပျက်စီးခဲ့တယ်လို့တောင်ငူခရိုင်တရင်3500နှစ်ကပြန်ကြားရေးတာဝန်ခံကပြောပါရယ် DVB နောက်ဆုံးရသတင်းတွေကို DVB TV News Facebook page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါရှင်